တလေးစေလူတွေမေးမယ်ကဲတော့မြန်မာစာရမလဲအတက်က40လောက်ကလာပြီအခု2026အတက်က36ပြောမလို့40 40ဘက်ကိုခြေစပြီးလှမ်းလာပြီเนาะအဲ့တော့40လောက်ကိုလှမ်းလာတဲ့အခြေအနေတစ်ခုမှာလက်ရှိခေတ်လက်ရှိအနေအထားနဲ့2025အကုန်လုံး2026ကိုရောက်တော့မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ ဖြစ်ချင်းနဲ့ဥစ္စာကတော့အသက်ပြောင်းနေကြတာပေါ့ဗျာဒီတိုင်မှာအသက်20လောက်ဖြစ်သွားရင်ကောင်းမယ်လက်ရှိအခြေအနေမှာငါကအသက်20လောက်ဆိုလို့ရှိရင်မိုက်မယ်ပေါ့အဲ့တော့ကျွန်တော်တို့အသက်20ကျော်တော့ဒီအခြေအနေမှာပေါ့နော်လက်ရှိခေတ်လက်ရှိအခြေအနေမှာကျွန်တော်သာအသက်20ဝန်းကျင်လောက်ဖြစ်မယ်20နဲ့30ကျားလောက်ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေကိုလေ့လာမလဲပေါ့ဒီအားလေးပြောချင်ပါတယ်ပြောချင်ပါတော့ကျွန်တော်လည်းလက်ရှိနဲ့လေ့လာနေရတော့ငါ30ကျော်သွားလို့မလေ့လာတော့တာမဟုတ်ဘူးဆက်ပြီးတော့လေ့လာနေတော့မယ်ဒါပေမဲ့20ကျော်သာဆိုလို့ရှိရင်အရန်မိုက်မယ်ဆိုပြီးကိုယ့်ကိုယ်ကိုတွေးမိလို့ပေါ့နော်အဲ့ဒါလားဒီ လာပြီးတော့ပြောပြတာအဲ့တော့လက်ရှိအချိန်ဒီလက်ရှိအချိန်ခါလက်ရှိခေတ်နဲ့ကျွန်တော်ဒါတကယ်တော့20နဲ့30ကြားလောက်ဆိုလို့ရှိရင်အရင်ဆုံးလေ့လာမှာကျွန်တော်အကြောင်းနဲ့ marketing ကိုရင်းလေ့လာအကြောင်းနဲ့ marketing လေ့လာမယ်ပြီးရင် social media အကြောင်းကိုလေ့လာမယ် social media အကြောင်းကိုလေ့လာမယ် social media အကြောင်းဆိုတဲ့ကျွန်တော်တို့ဘာပါ वाय လဲဆိုတော့ content creation ပါ वाय နော် content ဖန်တီးတဲ့အကြောင်းလေ့လာမယ်ခေါင်းစဉ်လေးတွေပြောလို့ရှိရင်တော့အကြောင်းနဲ့ marketing social media content creation တော့ content creation ထဲမှာဘာတွေဆက်ပြီးရောပါလဲဆိုတော့ video editing လို့ပြီးရင် script writing လို့အများကြီးပေါ့နော် script writing ပါမယ် video editing ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ content တွေအစင်စင်ဖန်တီးတဲ့ funnel တွေပါမယ်ပေါ့နော်ဒါတွေပါလဲနော် content creation ပြီးနောက်ထပ်ဘာဆက်လေ့လာမယ်ဆိုတော့ AI နဲ့နီးပညာကိုဆက်ပြီးရောလေ့လာမယ်ဒါကတော့ကျွန်တော်တကယ်အခုဒါအသက်20လောက်ဖြစ်သွားလို့ရှိရင်အဲ့ဒီဟာတွေအတော်တုံးပြီးလေ့လာကျန်တဲ့ဟာတွေကိုခဏနောက်ဝထားအဲ့၄ခုအသေးလေ့လာမယ် sales and marketing social media content creation AI နဲ့နီးပညာအဲ့ဒါတွေကိုကျွန်တော်အသေးကြီးလေ့လာမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီပညာတွေကိုတက်ထားပြီဆိုလို့ရှိရင်မေတွေ2026တကယ်လို့ထားပါတော့အခုတည်းကစပြီးလေ့လာတယ်ဗျာအဲ့ဒီလေးကိုစပြီးလေ့လာတယ်ဆိုလို့ရှိရင်2026မကုန်ခင်မှာမျိုးစိပတ်စံတွေအများကြီးရှာနိုင်လိမ့်မယ်ပတ်စံတွေအများကြီးရှာနိုင်လိမ့်မယ်ဘာလို့လဲဆိုတော့အခုခေတ်လက်ရှိရဲ့ season တွေတဲ့ trend ကို social media မှာ personal branding တခုဖောက်လို့ရှိရင်မြန်မြန်ပတ်စံရှာလို့ရတဲ့ခေဖြစ်နေပြီ။ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီဟာကအရန်ကြီးလူတွေမများသေးဘူး။ပြောမလို့ blue ocean လို့ပြောလို့ရမယ်နော်။အရန်မများသေးတဲ့ဈေးကွက်တခုလို့ပြောလို့ရတယ်။တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီဒီဒီဈေးကွက်ကတွားနေပြီ။ဒီဈေးကွက်ကတွားနေပြီ။တကယ်လည်းအလုပ်ဖြစ်နေပြီ။နော်နိုင်ငံတကာ international မှာဥရောပဘက်မှာဆိုလို့ရှိရင်အရန်ကို social media မှာ branding စောက်ထားတဲ့ personal branding ကောင်းတဲ့သူတွေ content creator တွေကတကယ် millionaire တွေဖြစ်နေပြီ။ heavy CI ဖြစ်ကုန် ဲ့တော့ဒီဟာတွေကမြန်မာနိုင်ငံကိုရောက်လာတော့မယ်မြန်မာနိုင်ငံမှာလည်းဒီဥစ္စာကဒီရင်ကျေးမှုဒီစီးပွားရင်ကျေးမှုကတဖြည်းဖြည်းနဲ့စီးဆင်းလာတော့မှာတော့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့စပြီးလုပ်မယ်ဆိုလို့ရှိရင်နေရာအများကြီးကျန်နေတယ်နေရာလွတ်တွေအများကြီးကျန်နေတယ်အဲ့တော့ဒါတွေအခုချင်းစပြီးလေ့လာမယ်ဆိုလို့ရှိရင်အကုန်လုံးကအခုကျွန်တော်ခုနကျွန်တော်ပြောတဲ့ပညာတွေကတကယ်တမ်းလေ့လာမယ်ဆိုလို့ရှိရင်တစ်နှစ်မကြာဘူးတစ်နှစ်မကြာဘူးတကယ်တမ်းလေ့လာမယ်ဆိုလို့ရှိရင်ပြောတာနော်ဖြည်းဖြည်းစီးစီးနဲ့စိတ်ရောကိုယ်ပါတကယ်လေ့လာမယ်ဆိုလို့ရှိရင်ပြောတာ တမန်ငါရှန်ကအပေါ်ရန်ကျောင်းနဲ့လေ့လာမယ်ဆိုလို့ရှိရင်တော့7နှစ်လည်းမတက်ဘူး15နှစ်လည်းမတက်ဘူးတော့တကယ်စိတ်ပါဝင်စားသွားနဲ့တကယ်လေ့လာမယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့ဥစ္စာတွေကတစ်နှစ်မကြာဘူးငွေရှာလို့ရတဲ့အဆင့်ထိရောက်တယ် personal branding တခုတိစောက်နိုင်သွားလိမ့်မယ် social media မှာလက်ရှိအနေထားကအရင်ကြီးလည်းမများသေးဘူးဖြစ်တဲ့အတွက်အခုကြည့်လိုက် social media မှာကြည့်လို့ရှိရင်မြင်ရလိမ့်မယ်မိစလိုလည်းအကုန်လုံးလည်းဒါ social media တုံးနေတဲ့သူတွေဆိုလို့ရှိရင်သိလိမ့်မယ်ဘာမှကိုယ်လောက်မှမတက်တဲ့ကိုယ်လောက်မှမသိတဲ့လူတွေက သူများတွေကိုပြန်ပြီးမှဗီဒီယိုတွေလုပ်ပြီးရှယ်ရင်းလုပ်ပေးနေတာတွေဗီဒီယိုတွေကိုယ်နဲ့နေလုပ်ပြီးတင်နေတာတွေအဲ့ဒါတွေတွေ့ရလိမ့်မယ်တွေ့ရလိမ့်ဒါကကျွန်တော်ကသူတို့ဝေဖန်တာမဟုတ်ဘူးနော်သူတို့ဝေဖန်တာမဟုတ်ဘူးလက်ရှိမလောက်ရသေးတဲ့သူတွေတကယ်ရပုံးသီးတွေရှိတယ်တကယ်အရေးချင်းရှိတယ်တကယ် skill ရှိတယ်တကယ်သူများတွေကိုပြန်ပြီးမှ share လုပ်ပေးနိုင်တယ်မျှဝေပေးနိုင်တယ်ပညာတွေရှိရသားနဲ့မလောက်တဲ့သူတွေရှိတယ်တချို့တွေကဘာမှမသိဘဲနဲ့လုပ်နေကြတယ်အများကြီးပဲရှိတယ်အဲ့တော့နှမျောဖို့ကောင်းတယ်ကျွန်တော်တို့ဘာလို့ဒီပညာတွေကိုကိုတယောက်ထဲသိမ်းထားမှလဲ ျှပေးပါ share ပေးပါလိုချင်တဲ့သူတွေအများကြီးပဲရှိတယ်။နောက်ဆုံးဒီ TikTok ကိုမတုံးတတ်တဲ့လူမတတ်တဲ့သူတွေရောက်ရှိတယ်။ကိုက TikTok ကိုတုံးတတ်တယ်။တုံးတယ်အဲ့တုံးနေကိုတင်ပေးလိုက်။မတုံးတဲ့လူကယူကြည့်ပြီးတော့တုံးသွားလိမ့်မယ်။မတုံးတဲ့သူတွေအများကြီးပဲကျွန်တော်ဆိုလာမေးတဲ့သူတွေရှိတယ်။ဘလို့တုံးသွားတာလဲ post ဘလို့တင်ရတာလဲ TikTok မှာ edit ဘလို့လုပ်ရတာလဲအဲ့ဒီဟာအစားမသိတဲ့လူတွေရှိတယ်။အဲ့ဒါ data ကိုကဒေချာလေးလုတ်ပြပြီးတော့တင်ပေးနိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ကြည့်မဲ့သူတွေရှိမှာပဲ။ ရှိမှာပဲကျွန်တော်ကမလုပ်ပေးနိုင်လို့မအားလို့အဲ့ဒါတွေမတင်ပေးတာဒါကြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပေးတယ် personal development နဲ့ပတ်သက်ပြီးတော့ပြောပေးတယ်ဒီ TikTok လေးတွေမှာ video တင်တဲ့ဥစ္စာလေးတွေလွယ်တော့အဲ့ဒါလေးတွေကျွန်တော်မပြောပြတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကိုသိကျင်နေတဲ့သူတွေအများကြီးပဲရှိအများကြီးပဲရှိတကယ်အများကြီးပဲရှိမလုပ်ပြလို့ရတယ်ကို့မှာကျွမ်းကျင်တဲ့ပညာရှင်ချပြလို့ချပြပါတော့ချပြရမယ့်အချိန်ရောက်နေပြီဒီအချိန်မှာကျွန်တော်တို့စလို့ရတယ်အခုလက်ရှိကြည့်နေတဲ့မိတ်ဆွေတွေက20နဲ့30ကြားဆိုလို့ရှိရင်ပုံမိုက်တယ်ပုံတော်ကောင်းသေးတယ်ကို့မှာ တကယ်တမ်းလုံမယ်ဆိုလို့ရှိရင်ခွန်အားအပြည့်အဝရှိတဲ့အရွယ်အဲ့အရွယ်ကနော်ကိုမခွန်အားအပြည့်အဝရှိတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာခွန်အားအပြည့်အဝရှိတယ်ပြီးရင်စိတ်ပိုင်းဆိုင်ရာမှာလည်းတာမမှုအများကြီးပဲရှိတဲ့ရွယ်ဒီရွယ်ဆိုတာက20နဲ့30ဆိုတာအရမ်းမိုက်တဲ့ရွယ် strong ဖြစ်တယ်တကယ် strong ဖြစ်တယ်နော် physically mentally နော်စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာအကုန်လုံး strong ဖြစ်တဲ့အရွယ်ဖြစ်တယ်တကယ် perfect ဖြစ်တယ်လို့ပြောလို့ရတယ်တော့လောကိုင်းနဲ့ပတ်သက်ပြီးတော့လည်းအတွေ့အကြုံကအတန်သင့်ရှိနေပြီဒီရွယ်ဆိုတာနော်အသက်40 50နဲ့ရှင်လို့ရှိရင်တော့လည်းနည်းနည်းတဘာနုသေးတယ်ဆိုပေမဲ့တော်ယုံတန်ယုံတော့မဟုတ်တော့ဘူးတော်ယုံတန်တော့မဟုတ်တော့ဘူး တချို့တွေဆိုလို့ရှိရင်အဲ့ဒီရွယ်မှာတွေအများကြီးရင့်ကျက်နေတဲ့သူတွေရှိတယ်ကျွန်တော်မြင်မှုတွေကိုယ့်ထက်အသက်အများကြီးငယ်တယ်ဒါပေမဲ့တကယ်ရင့်ကျက်နေတဲ့သူတွေရှိတယ်ဒါ life ဆိုတဲ့ကျွန်တော်တို့ဘဝတွေကိုစောပြီးဝင်လာတဲ့သူတွေကျွန်တော်တချို့ကတော့မိဘအုပ်ထိမှုအောက်မှာအရန်ကြီးကိုထိတ်ခဲရင် view site တာကိုအရန်ခံအောင်အကြည့်ရောတကယ်တကယ်ပြောမှဆိုတော့ net ထဲကိုမရောက်ဘူးတဲ့သူတွေဒါနည်းနည်းလေးအတွေ့အကြုံမှုတာတချို့တွေကငငယ်လေးတွေက tonet ထဲကိုစဝင်နေတဲ့ကောင်တွေရှိတယ်နော်ငငယ်လေးတွေက tonet ထဲကိုစဝင်ပြီးတော့မှတကယ်ကြမ်းနေတဲ့ကောင်တွေရှိတယ်ဘယ်လိုကောင်တွေကအသက်20လောက်ကျလို့ရှိရင်တကယ်အသက်40လောက်နေပါအောင်ရင့်ကြတာစိတ်တွေ အဲ့လိုမျိုးလေးကျွန်တော်မြင်မှုရဲ့အများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့လုပ်လို့ရပါတယ်စလို့ရပါတယ်အခုချိန်မှာစမှာဆိုလို့ရှိရင်တကယ်မိုက်နေပါတယ်ခုနပြောသလို physically mentally စိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာတကယ်ကောင်းတဲ့အရွယ်ဖြစ်တယ်အဲ့ဒီအရွယ်ကြီးကတကယ်ပြင်းလို့ရတယ်ဒီတော့ခုနကျွန်တော်ပြောပြတဲ့၄ခုကိုစူးစမ်းပြီးတော့လေ့လာကြည့်လိုက်ပါ2026မကုန်ခင်မှာမျိုးစင်နေရာတစ်ခုရပါလိမ့်မယ်စိန်ခေါ်မှုကိုလက်ခံတာလက်ခံတယ်ဆိုလို့ရှိရင်အော် comment မှာစိန်ခေါ်မှုကိုလက်ခံပါတယ်ဆိုပြီးတော့ရေးခဲ့လိုက်ပါကျွန်တော်တို့2026ကုန်ကန်ဒီမှာပြန်တွေ့ကြပါမယ်ကျွန်တော်ကိုဟိုင်းပါ See you next year. Bye bye.